အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ကျွန်တော်စာအုပ်လေးတစ်ထုပ်ကိုအနည်းချုပ်ပြီးတော့ review လေးပေးခြင်းပါတယ်ဒီတစ်ခေါက်ကျွန်တော်အနည်းချုပ်ပြီး review ပေးခြင်းတဲ့စာအုပ်လေးအမိကတော့ကျွန်တော်တို့စာရေးဆရာဝင်းကြီးဘာသာပြန် ရေးဖွဲ့ထားတဲ့ဖြစ်တည်ခြင်းဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ရဲ့မူရင်းစာအုပ်အမိကတော့ began ဖြစ်ပြီးတော့မူရင်းစာရေးသူကတော့ Michelle Obama ပဲဖြစ်ပါတယ် Michelle Obama ရဲ့ began ဆိုတဲ့စာအုပ်က ်အမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးအာဖရိကန်အမေရိကန်သမ္မတကတော်ဖြစ်လာသူသူမရဲ့ဘွားခီးလန်းကိုယူသားပွင့်လင်းစွာမှတ်တမ်းတင်ထားတဲ့ကိုရိုင်းရေးအထုပ်ပိစာအုပ်တောင်းလို့ပြောရင်ပမာပါဘူးဒီစာအုပ်ကိုအဓိကအားဖြင့်အပိုင်းသုံးပိုင်းခွဲခြားထားတယ်ပထမပိုင်းကတော့ငါဖြစ်တည်လာဖို့ becoming me ဒုတိယပိုင်းကငါတို့ဖြစ်တည်လာဖို့ becoming us နဲ့နောက်ဆုံးအပိုင်းကတော့ becoming more ပို၍ဖြစ်တည်လာပုံလို့ဆိုပြီးတော့အပိုင်း၃ပိုင်းနဲ့ရေးဖွဲ့ထားပါတယ်ပထမဆုံးအပိုင်းဖြစ်တဲ့ Bigami မီအပိုင်းမှာဆိုရင်ချီကာဂိုမြို့တောင်ပိုင်းသူမ၏ကလေးဘဝမိသားစုအပေါ် chicken တွေ့တာမှုမိဘများ၏တံပိုးထားမှုအထူးသဖြင့်ပညာရေးနဲ့ကြိုးပမ်းအားထုတ်မှုတို့ကိုပြောပြထားတယ်။ Princeton တက္ကသိုလ်နှင့် Harvard ဥပဒေကျောင်းတို့တွင် ုံတွေ့ခဲ့ရသောလူမျိုးရေးခွဲခြားမှုကြားမခွဲခြားမှုစိန်ခေါ်မှုများရှိနေဘဝနဲ့သူမရဲ့ပထမဆုံးအလောက်ကံအတွေ့အကြုံများကိုရေးသားထားတယ်ဒုတိယပိုင်းမှာဖြစ်တဲ့ငါတို့ဖြစ်တည်လာပုံ began me as အပိုင်းမှာဆိုရင်ဘာရက်အိုဘားမားနဲ့စတင်တွေ့ဆုံခဲ့ပုံသူတို့ဤချစ်ကြည်ရင်းနှီးမှုလက်သက်ထင်းများခြင်းနဲ့ဘာရက်ဤနိုင်ငံရေးခီးစဉ်ကိုစတင်ရန် သူမ၏ရှိနေဘဝမှာအကျိုးမြတ်မယူသောအဖွဲအစည်းသို့ကူးပြောင်းခြင်းစားသည်တို့ကိုအသေးစိတ်ဖော်ပြထားတာကိုတွေ့ရတယ်။အိမ်တော်ကြီးမိခင်ဘဝနဲ့ဗားရဲ၏နိုင်ငံရေးရည်မှန်းချက်များအကြာဟန်ကျက်ညီအောင်ဖိနှိပ်ခဲ့ရတဲ့ခက်ခဲကြံတန်းသော ကာလများကိုလည်းရိုးသားစွာမျှဝေရေးသားထားပါတယ်။နောက်ဆုံးအပိုင်းဖြစ်တဲ့ Began Me Mo ပို၍ဖြစ်တည်တာပေါ့အပိုင်းမှာဆိုရင်ဗားရဲအိုဘာမာတံပရဖြစ်လာပြီးနောက်ပိုင်း တမရခရအဖြစ်ရှင်းနှစ်ကြာ White House တွင် နေထိုင်ခဲ့ရပုံကိုအဓိကထားတယ်။ပထမဆုံးအာဖရိကန်အမေရိကန်တမရခရအဖြစ်ပြည်သူတို့၏အကဲဖြတ်မှုနှင့်မီဒီယာ၏ဝေဖန်မှုတို့ကိုရင်ဆိုင်ခဲ့ရပုံ။သူမဥဆောင်သည့်အစီအစဉ်များကလေးသင်ငယ်များကျမ်းမာရေးနှင့်ပညာရေးစားသည့်အစီအစဉ်များတမီးနှစ်ဦးကိုအများပြည်သူကြားတွင်ပုံမှန်ဘဝအဖြစ်ရှင်းတန်းနိုင်ရန်ကြိုးပမ်းခဲ့ရပုံ။စားသည့်တို့ကိုအသေးစိတ်ဖော်ပြထားတယ်။ ဆောင်းအုံးရဲ့အဆုံးသတ်မှာဆိုရင်သူမသည်မိသူမိဝါဖြစ်လာသည်ဟုသောအတွေးများဖြင့်အဆုံးသတ်ထားတာကိုတွေ့ရတယ်။ဒီဖြစ်တည်ခြင်းဆောင်းအုံးမှာဆိုရင်မီရှယ်အိုဘားမားရဲ့နှွေးထွေးမှုတွေ၊ရိုးသားမှုတွေ၊ပညာရှိမှုတွေနဲ့ပြည့်နေနေတဲ့မှတ်တမ်းဆောင်းအုံးအမျိုးအစားဖြစ်တယ်ဆိုတာတွေ့ရမယ်။ဆောင်ရဲ့အကောင်းဆုံးအချက်မှာဆိုရင်မီရှယ်အိုဘားမားကပွင့်လင်းယူသားသော ကိုပိုင်အသံကိုပိုင်ရေးဟန်တို့ကိုတွေ့ရမယ် မီရှယ်အိုဘားမားကအိမ်ဖြူတော်မှာရှိတဲ့ဇိမ်ခံဘွားကိုတာမကသူမရဲ့ဘဝတစ်လျှောက်လုံးဖျက်ဆီးခဲ့ရတဲ့ကြောက်ရွံ့မှုများကိုကိုကိုတန်တရားဝင်မှုများငါတကယ်တော်ရက်လာနဲ့ဆုံးရှုံးမှုများကိုပါဝန်ခံပြောဆိုထားတယ်။ဘာတဲ့သူမရဲ့အိမ်တော်ရဲ့အခက်ခဲများကိုကိုဝင်ပြတ်ကြခြင်းနဲ့ကိုဝင်ရရန်ခက်ခဲပုံတို့ကိုပုပ်ကိုကြီးအရာပုပ်ပွင့်လင်းလင်းရေးသားထားတဲ့အတွက်စာဖက်သူတွေနဲ့ပုံမှန်နီးစပ်စေတယ်လို့ခံစားရစေတယ်။ စာဘတ်သူအများစုအတွက်ဒီဆောင်ကအောင်မြင်မှုစီသို့ရှောက်လန်းပုံကိုပြသပေးရုံကမကမိသားစုအလောက်ကိုင်းနဲ့ကိုပိုင်အမတ်သားတို့အကြာဟန်ကျဲညီအောင်ထင်းညီနေရသောအမျိုးသမီးတဦးရဲ့ရုံးကန်လှုပ်ရှားမှုကိုလည်းထင်ဟပ်စေတယ်တွေ့မြင်နိုင်ရစေတယ်ဒီရှောင်းမှာဆိုရင်မီရှယ်အိုဘားမားရဲ့စိတ်သက်ခွင့်အားအနစ်နာခံမှုနဲ့လူမှုရေးလုပ်ငန်းများအပေါ်ထားရှိတဲ့စိတ်အားထက်သန်မှုတို့ကိုလည်းစာဖတ်သူတွေကို ုံးစုံမှုများစွာပေးသိနိုင်တယ်။တစ်ဖက်မှာလည်းအချို့သောဝေဖန်သူတွေကနိုင်ငံရေးအကြောင်းအရာများကိုအပေါ်ယံသာထိတွေ့ထားတယ်ဟုယူဆနိုင်တယ်။ဒါပေမဲ့လည်းဒီစာအုပ်ကနိုင်ငံရေးစာအုပ်ထက်မိမိကိုယ်ကိုရှာဖွေ တွေးရှိခြင်းဆိုင်ရာ အထောက်ပတိစာအုပ်မျိုးဖြစ်တဲ့စာအုပ်ရဲ့ခေါင်းစဉ်အတိုင်းပဲဖြစ်တည်ခြင်းဆိုတကယ်တော့မီရှယ်အိုဘားမားကလည်းအမြဲတမ်းဆက်လက်ပြောင်းလဲနေသူတင်ယူလေးနာနေသူဖြစ်ကြောင်းကိုမိမောင်းထုတ်ပြထားတယ် ဒီစာအုပ်ကိုအမျိုးသမီးတော်တော်များများဖတ်ကြည့်စေခြင်းနဲ့အထူးသဖြင့်ပဝင်းကျင်ရဲ့မတူညီ၊ကွဲပြားခြားနားမှုတွေထဲမှာနေထိုင်နေရလို့ကြောင်းရွံ့အားငယ်နေတယ်လို့ခံစားနေရတဲ့သူတွေ၊ငါမလုံးနိုင်ပါဘူးဆိုတဲ့အတွေးတွေဝင်လာတတ်တဲ့သူတွေ၊စိတ်အားငယ်တတ်တဲ့သူ၊ခံမွေးတယ်ရဲ့စိတ်ခံစားမှုတွေနဲ့မိမိအတွေးနဲ့ထက်တူမကြတဲ့အခါခံမွေးတယ်ရဲ့အချိန်ပေးမှုကိုမရရှိခဲ့လို့ခံစားရတဲ့အခါ မိခင်ဖြစ်သူတာဝန်နဲ့အခြားသောအလုပ်တာဝန်များစွာဖြင့်အလုပ်များစွာကို လုပ်ကိုင်နေရင်ဘဝကိုဖျက်ဆီးနေရင်မိသားစုအရေးရောလုပ်ငန်းပိုင်းဆိုင်ရာမှာပါငါသီးကံနိုင်ပါမလားအစဉ်ပြေအောင်ဆောင်ရွက်နိုင်ပါမလားလို့စတဲ့အတွေးတွေဝင်လာခဲ့ဘူးတဲ့ဆိုရင်တော့ဒီစာအုပ်ကိုဖတ်ပြအောင်ဖတ်ကြည့်စေချင်တယ်ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါမှာဆိုရင်တကယ်ကိုရဲရင်တော့အမျိုးသမီးအမြဲစူးစမ်းနေတော့အမျိုးသမီး ခင်မွန်းတယ်နဲ့အလုတ်ကြားမှဗျာများခဲ့ပြီးနောက်မိမိအလုတ်အားစွန့်လွတ်ကခင်မွန်းတယ်အားအပြည့်အဝအင်အားဖြည့်ပေးသည့်လေးစားဖွဲ့ရာအလို့သမီးတဦးအဖြစ်တွေ့ရမယ်။သားသမီးများအတွက်အရာရာစီမံဆောင်ရွက်ပေးတဲ့မိခင်တဦးနိုင်ငံသားများအကျိုးကိုရှေ့ရှုဆောင်ရွက်ခဲ့သည့်အမျိုးသမီးတဦးအဖြစ်စံပြုစရာတွေရရှိစေမှာဖြစ်ပါတယ်။ အနှစ်ချုပ်ရတော့ဒီဖြစ်တည်ခြင်းဆိုတဲ့စာအုပ်မှာဆိုရင်မီရှယ်အိုဘားမားရဲ့ဘဝပုံစံနဲ့သူမရဲ့တန်ဖိုးထားမှုများနဲ့နက်နက်နဲနဲမြင်စေနိုင်တယ်။သူမရဲ့တန်ဖိုးများကိုနက်နက်နဲနဲသိမြင်စေနိုင်တယ်။ပြည့်ပြည့်စုံသောစာအုပ်ကောင်းတောက်အုပ်ဖြစ်ပြီးတော့လုံတော်မှုနဲ့စာနာနားလည်မှုတွေကို ပေးစွမ်းနိုင်သောစာအုပ်ကောင်းတောက်ဖြစ်ကြောင်းကို recommend ပေးပါရခင်ဗျာ။သုံးရီကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာ။ နောက်ထပ်နောက်ထပ်တော့ဘယ်လိုမျိုးစောင့်ကောင်းတွေကိုအနစ်ချုပ်ပြီး review ပေးသွားမလဲဆိုတာစောင့်ကြည့်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးကြပါလို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာ